ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်9 million channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေပရာလောကဇလံကောင်းတွေနဲ့ကင်မီရာစမ်းချက်ဇလံကောင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းစာရေးသူမောင်တင်ဆက်ရေးသားထားတဲ့အောင်လန်းပိုးထင်တဲ့တိုက်ဆရာအောင်ကြီးဆိုတဲ့ပထမပိုင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ ကျမကတော့တင်ဆက်သူသေရဆန်းပါဆရာအောင်ကြီးဒီနေ့မှနာမည်ကြီးနေတဲ့လက်လောက်တောင်တိုက်စီရောက်ကိုနှစ်ရက်လောက်သွားအောင်မယ်ဗျကောင်းတယ်ကွယ်ဆက်သားသွားနားချိန်တန်နာ စားချိန်တန်စားကြတာပေါ့ကွယ်ဆရာအောင်ကြီးကျုပ်တို့ရိတ်ခါပြက်လို့ပြီးလမ်းကြုံတို့ရိတ်ခါလေးဝယ်ထားမှတော်ကားကြမယ်အင်းခုတလောတိုက်လိုက်တူတာရတာကလည်းကြေးနေကြီးဖြစ်နေပါလား ဟုတ်ပါဟိုတခါရွှေတွေကိုချေးထင်ပြီးလှည့်ပြနိုင်မိတာနှမျောတယ်ဗျာတော်တော်မပြောနဲ့တော့ရော့ငါစူဆောင်းထားတာလေးဒီအောင်ကြီးလို့အမိရတဲ့တိုက်ဆရာသူ့ရဲ့တိုက်ပုံအင်ကြီးအိမ်ထောင်ထဲကငွေတချို့တပည့်ဖြစ်သူစီကိုပေးလိုက်ပါတယ်တိုက်ဆရာအောင်ကြီးနဲ့အဖွဲကဆက်ရောက်လို့ရှိပြီးတော့ခေါမိုးပါတဲ့နွားလဲသုံးစီနဲ့ဖြစ်ပါတယ်သူတို့ကပေါင်းမိုးလဲထဲမှာစာအုပ်စာခွက်အပြည့်စုံတင်ပြီးလဲတကာလှည့်လည်ပြီးတော့တိုက်တူးနေတဲ့အဖွဲတစ်ခု တူခဲ့သမျှတိုင်တန်ရအောင်မြင်တဲ့အတွက်တိုက်တူးသမားအောက်ကြီးဆိုရင်တိုင်လောကမှာမတိသူမရှိအောင်နာမည်ကြီးပါတယ်နာမည်ရင်းရအောက်ကြီးဖြစ်ပေမဲ့အောက်ပြည်အောက်ရွာမှာနေပြီးတော့မြေလက်ဒေသကိုလာရောက်အချင်းချတာကိုအစွဲပြုပြီးတော့အောက်ကြီးလို့ခေါ်တာနဲ့အမိတွင်းလာတာဖြစ်ပါတယ်တိုက်ဆိုင်အောင်ကြီးကအောက်ပြည်အောက်ရွာမှာမွေးဖွားခဲ့သူဖြစ်ပေမဲ့အညာလီတန်နဲ့သာစကားပြောဆိုပြီးတော့အသားခန့်ညွညွနဲ့ဗလာခတ်တောင်းတောင်းဖြစ်တယ် အခုသူ့ရဲ့တပည့်ကျော်မြောက်ကြီးနဲ့ငသိန်းတို့ကဆရာသမားဆရာငွေတောင်းခံပြီးတော့ရောက်ရှိနေတဲ့ဒေသရဲ့၅ရက်တစည်းရှိရာကိုဈေးဝယ်ဖို့ထွက်လာခဲ့တယ်။ရွာကြီးရဲ့ဖြစ်တာကြောင့်၅ရက်တစည်းရှိနေတာဖြစ်တယ်။မြောက်ကြီးနဲ့ငသိန်းတို့ဆရာလူကြီးကိုနှစ်ယောက်ကစီကားနေတဲ့ဈေးအတွင်းမှာလှည့်ပတ်ပြီးတော့ကြည့်ရှုနေပါတယ်။အောင်ကြီးကလည်းတိုက်တူးအဖွဲ့ရဲ့ချက်ရေးပြုံရေးတာဝန်ကိုယူထားတဲ့အဖွဲ့ဝင်နှစ်ယောက်လည်းဖြစ်ပြီးတော့အခုသူတို့ကအဖွဲ့အတွက်စားရည်ရိတ်ခါလာဝယ်တာဖြစ်ပါတယ်။ ငသိစက်သားဝယ်ရမလားအမဲသားဝယ်ရမလားခင်းအချင်းဒီနဲ့ငချောက်ပဲဝယ်ဆရာကြီးပေးလိုက်တဲ့ငွေကစက်သားမပြောနဲ့ကြက်ဥတော်ဝယ်မလောက်ဘူးအေးကွာအသားစားကြရင်ငါတို့တော်တယ်ပဲဝင်နေရတာအဲ့ဒီစကားကဟုတ်ပါတယ်တိုက်တူးနေတဲ့အတွက်ချမ်းသာတယ်လို့လူအများထင်ပါတယ်တကယ်လက်တွေ့မှာတော့အသားဟင်းဥတော်သူတို့နှစ်ယောက်ကတော်တယ်ဝယ်မှစားရတာဖြစ်တယ်လေလေးကွာပြတဲ့အခါမှာလက်မတဲတဲ့သူတွေကတော်ရဲဝင်ရင်လဲဟင်းသီးဟင်းရွက်တော်ရှာတယ် အခုလိုဈေးရှိတဲ့ဒေတာအတွင်းကိုလာလို့သာခင်းကျင်သည်အချောင်းဟင်းလေးကိုစားရတာဖြစ်တယ်။ဆန်နဲ့စီတို့သာအနိုင်နိုင်ဝယ်ထားရတယ်။ကျန်းနာတွေကိုသူတို့ကခရုမဆိုင်အား။ဘာဟင်းနဲ့ပဲစားအစားရပြဿနာမရှိပေမဲ့ဆန်မရှိလို့ထမင်းမစားရရင်တော့ပြဿနာရှိတယ်။အဲဒါကြောင့်အခြေခံအစားအသောက်ဖြစ်တဲ့ဆန်ကိုတော့အလည်းမပြတ်အောင်ဝယ်နေရတယ်။ကျန်တဲ့အစားအသောက်တွေကရှာဖွေစားတောက်လို့ရတယ်။သူတို့နှစ်ယောက်ကဆန်နှစ်တင်းနဲ့အစီအပြင် တခြားတာတူတူတိတိတွေဝယ်ပြီးတော့ လဲစခန်းနေချရတဲ့နေရာကိုပြန်လာခဲ့ကြပါတယ်။စခန်းကိုပြန်ရောက်တဲ့အခါအောက်ကြီးကလွဲပြီးတော့တခြားအဖွဲ့သားတွေကသူတို့နှစ်ယောက်စီဝိုင်းအောင်လာပြီးတော့ခလေးတွေလိုစားစရာတောက်စရာကိုမေးမြန်းကြပါတယ်။ငသိန်မုံလေးပါလေးပါလာသလားကွာ။မုံမပြောနဲ့ဟင်းချက်စရာတော့မဝဲနိုင်ခဲ့ဘူး။အေးကွာငါတို့တိုက်တူးတဲ့အဖွဲ့ကလည်းမွဲချက်။မွဲမနေနဲ့ခမည်းတော်ထဲကနှစ်ယောက်လောက်ကအသီးရွက်သွားခုပေးအောင်။အေးပါကွာခရမ်းကျင်သီးချက်ပဲမလား။ဟုတ်တယ်။ ဝိုင်းအောင်နေတဲ့အောက်ကြီးရဲ့တိုက်တူးသမားတွေကစိတ်တန့်ကြပြီးတော့သစ်ပင်တွေအောက်မှာသွားပြီးတော့လဲလျောင်းနေကြတယ်။ငသိန်းနဲ့မြောက်ကြီးကတော့သူတို့ရဲ့တာဝန်မလို့မီးမွှေးပြီးတော့ချက်ပြုတ်နေပါတော့တယ်။အောက်ကြီးနဲ့သူ့ရဲ့တစ်ဖက်တိုက်တူးတဲ့အဖွဲကရေအိုးစင်ရွာကိုသွားတဲ့တောလန်းလေးမှာရောက်ရှိနေပြီဖြစ်တယ်။တောကျတဲ့နေရာတွေမလို့အသီးရွက်အဆုံအတော်ပေါများတဲ့အပြင်ကျင်းငယ်မျိုးစုံနဲ့တောကျက်တို့ကသူတို့သွားနေတဲ့လဲလဲပေါ်မှာနဲ့ဖြတ်ပြေးနေတာကိုတွေ့လိုက်ကြတယ် အသားမစားရတာကြားနေပြီဖြစ်တဲ့အဖွဲသားတွေကသူတို့ရဲ့ဆရာကြီးဖြစ်သူအဲ့ဒီတောထဲမှာလှဲရနာဖို့တောင်းဆိုကြတယ်။ဆရာကြီးကျုပ်တို့ဒီတောထဲမှာတထောင်နားအောင်ဗျာ။ဘာလို့လဲကွာတောတောင်သစ်ပင်တွေကိုတဲသဘောကြလို့လား။မဟုတ်ပါဘူးဗျာဆရာအောက်ကကျုပ်တို့အသားဟင်းမကြွေးတာကြားပြီးမလား။ဒီတောထဲမှာတောချက်တော်တော်ပေါ်ပုံပေါ်တယ်ဗျ။ငသိန်းနဲ့မြောက်ကြီးကိုဟင်းစားရှာခိုင်းမလို့ပါ။တပည့်တယောက်ဖြစ်သူကအဲ့လိုပြောတဲ့အခါကျန်တဲ့တပည့်တွေကလည်းဝိုင်းဝန်းထောက်ခံတာမို့ အောက်ကြီးကလည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားနေတော့တယ်။အခုနောက်ပိုင်းတိုက်တူးရတာပင်မနာပဲရှိတယ်။ရွှေမပြောနဲ့ကြီးအကောင်စားတော်မရ။တော်သေးတာအဲ့ဒီကြီးတွေကဝယ်လက်ရှိလို့သာ ထမင်းမငတ်တာဖြစ်တယ်။အေးတူပူများတပည့်တွေရှိလို့သာတော်သေးတယ်။အခါချင်းငွေပေးရမယ့်လူတွေဖြစ်ရင်တော့ဝတ်ထားတဲ့အဝတ်စားတောင်ပေါင်ပေးရခင်ဖြစ်နိုင်တယ်။တိုက်စီယာအောက်ကြီးနာမည်ကြီးထမင်းငယ်ဖြစ်လို့နေတာကြာပေပြီအဲ့ဒီလိုဖြစ်တာကလည်းစောင့်ထိရတဲ့အစီကဲတွေကိုစောင့်ထိနေတာအကြောင်းဖြစ်တယ် အဲဒီစီကံကတော့သာသနာအတွက်ယေရှုထားတဲ့ဖျားဖြစ်စီတွေရှိတဲ့တိုက်ကိုတော့သူတို့ကမတူဘဲလက်ရှောင်းတယ်။အဲဒါကြောင့်တိုက်တူးစရာမရှိရင်တပည့်တွေကမြေတူးအငှားလိုက်ပြီးတော့အဖွဲရဲ့စားရေးတောက်ရေးကိုဖြည့်ရှင်းပေးကြတယ်။အားလုံးအဖွဲဝင်တွေကလူပြိုလူလွတ်တွေဖြစ်ပြီးတော့ဥတလုံးတကောင်ချက်တွေမလို့သာတော်သေးတော့တယ်။မိခိုတဲ့မိသားစုရှင်တော့မလွယ်ကူသူတို့လှုပ်ဆောင်ကိုမျှော်လင့်ပြီးစားရမယ်ဆိုရင်တော့အသက်ပေးရမယ်ကိန်းတပည့်တွေရဲ့တောင်းဆိုမှုကြောင့်တိုက်သမားအောက်ကြီးက လဲနာဖို့အတွက်လက်ခံလိုက်ပါတယ်။တပည့်တွေမဆိုထားနဲ့သူတော်မအသားတက်လိုအပ်နေတယ်လို့ခံစားနေရတယ်။ဒီတော်ထဲမှာဟင်းစားရမယ်လို့တထစ်ချယုံကြည်လို့များဘာဖြစ်လို့လဲဆိုတော့တော်ထဲဝင်မဲ့ငသိန်းနဲ့မြောက်ကြီးတို့ဟာဝါးတပြဲအရာကိုလေးနဲ့ပြည်နေတော့ထိမှန်အောင်ပြတ်ခတ်နိုင်ခြင်းမရှိ။ဆရာသမားဖြစ်သူရဲ့အမေရပြီဖြစ်တဲ့တိုက်တူးသမားအဖွဲ့တွေကလဲကိုပြင်းမပင်ကြီးအောင်မှရှင်းလိုက်ပြီးတော့စခန်းချလိုက်ပါတယ်။အဲ့နောက်ငသိန်းနဲ့မြောက်ကြီးအနာကိုသွားလိုက်ပြီးတော့ မင်းတို့နှစ်ယောက်ကိုပဲအားကိုးရမှာတစ်ဖက်လုံးမှာလက်တက်တဲ့သူတွေဆိုလို့မင်းတို့နှစ်ယောက်ပဲရှိရလေအဲ့ဒါတော့ဟုတ်တယ်ဗျကဲတောချက်တည်းကတော့တော်တော်ပေါ်တယ်နော်ရအောင်သာပြစ်ခက်စိတ်ချဒီလောက်ပေါ်နေတာသုံးကောင်လောက်တော့ငသိမ့်လက်ကမလွတ်နိုင်ဘူးตาလေးပဲအဖွဲသားတွေကမြောက်ပင့်ပြောဆိုနေတာကိုတဘောခွေနေတဲ့ထမင်းချက်ငသိမ့်နဲ့မြောက်ချင်းကလွယ်အိတ်ထဲကလောက်စလုံးများစွာကိုထည့်ပြီးတော့လေးကွာကိုစီဓာတ်ကိုစီနဲ့တောထဲကိုဝင်ပြီးတော့ပြောက်ွယ်သွားလိတော့တယ် ညချင်းရဲ့ငသိန်းတို့ကရေအိုးစင်ရွာကိုသွားတဲ့လမ်းမှာရှိတဲ့တောအုပ်လေးထဲမှာကြက်ပြစ်ဖို့အတွက်အသင်ရှင်နေတယ်။တောကြက်တွေအပြင်အမျိုးဆောင်လာတဲ့ငှက်တွေပေါများနေတာကိုတွေ့ပေမဲ့လက်မတက်တဲ့သူတို့အဖို့အချိန်တော်ကြာတဲ့အထိတကောင်တလီတောင်မရကြ။တီတီလေးလွဲသွားတယ်ကွာ။ဟုတ်ပါကွာငါပြစ်တာလဲတီတီလေးလွဲသွားတယ်။ဟိုဘက်တောင်မဟုတ်တက်ကြည့်ကြမလား။အေးသွားကြတာပေါ့ကွာ။သူတို့နှစ်ယောက်ကနောက်ထပ်တောင်ကျောတစ်ခုပေါ်တက်လိုက်ကြတယ်။ အဲဒီတောင်ပေါ်မှာတော့တစ်ပင်တွေကအောက်ခြေမှာရှိတဲ့တရွက်ချောက်တွေကြားမှာတောချက်တွေအစာရှာနေတာကိုတွေ့ရမှုနှစ်ယောက်သားခြေကိုအသာဖုံးလိုက်ပြီးတော့အနားကိုတိုးကပ်သွားလိုက်တယ်။အဲဒီနောက်ပြင်းမဲ့ချက်တကောင်ကိုလေးခွနဲ့ပြစ်ဖို့ချိန်ရွယ်တဲ့အခါအခြားတစ်ဖက်မှပြစ်လာတဲ့လောက်စလုံးကတောချက်မရဲ့ဦးခေါင်းကိုတဲ့တဲ့ထိမှန်သွားပြီးတော့အကျော်ဆွဲသွားတယ်။အဲဒီခါပြစ်ခတ်ဖို့ချိန်ရွယ်နေတဲ့ငသိန်းနဲ့မြောက်ကြီးကမကြင်မနဲ့ဖြစ်ပြီးတော့ ဲ့ဒီတော့ချက်ကိုလာကောက်နေတဲ့ကောင်လေးနှစ်ယောက်အနီကိုသွားလိုက်ပါတယ်။ဟဲ့ကောင်လေးနှစ်ယောက်မင်းတို့ကငါတို့ပြစ်မဲ့ချက်ကိုဘာလို့ပြစ်တာလဲ။ဟာခမည်းတော်ပြစ်မဲ့မဲ့ကျုပ်တို့ကဘလို့လုပ်တည်မလဲ။မရဘူးကွာဒါငါတို့ချက်ပဲ။ဟဲ့လူခမည်းတော်နှစ်ယောက်အသက်ကြီးတယ်ဆိုပြီးအနိုင်မကျင့်နဲ့နော်။အနိုင်ကျင့်တာမဟုတ်ဘူးကွာငါတို့ကအနာကပ်နေပြီမင်းတို့ပြစ်လိုက်လို့သာမပြစ်ရင်ငါတို့ကဒီချက်ကိုရနေပြီ။ခမည်းတော်ကိုကြည့်ရတာလက်တဲမဲ့ပုံနဲ့မပေါ်ပါဘူး။ကောင်လေးနှစ်ယောက်ထဲကတယောက်ကပြောလာတဲ့စကားကြောင့် ငသိန်းနဲ့မြောင်ကြီးကတော်တော်ကိုမကြင်မနဲ့ဖြစ်သွားလေတော့တယ်။ဖိတ်ကောင်လေးတွေမင်းတို့ဘယ်ရွာလဲ။ကျုပ်တို့ကပြင်ပင်ရွာလीဘာဖြစ်လို့လဲ။မင်းတို့နှစ်ယောက်ကငါတို့ချက်ကိုလည်းလူပစ်သေးတယ်။ငါတို့ကိုလည်းမလေးမစားလာလုပ်နေသေးတယ်။မလေးမစားလောက်တာမဟုတ်ဘူးလေ။ခမားတို့ကလက်မမတရားဒီမှာကြည့်ကျုပ်တို့လာတာခဏလေးပဲရှိသေးတယ်။တောချက်၃កောင်ရပြီ။កောင်လေးတယောက်ကသူ့ရဲ့ဘေးမြေပြင်မှာခြားထားတဲ့တောချက်၃កောင်ကိုညှို့ပြပြီးပြောလာတာဖြစ်တယ်။ အဲ့ဒီခါမြောက်ကြီးနဲ့ငသိန်းတို့ကလည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားတော့တယ်။သူတို့တွန်းချက်လိုက်ပြနေတာအချိန်တော်ကြနေပြီဖြစ်ပြီးတော့အခုချိန်ထိတကောင်းတလီတောင်ထိအောင်မပြနိုင်သေး။ဒါပေမဲ့အထင်သေးမခံနိုင်သူအဖို့စကနိုင်လူပါတော့တယ်။ငါတို့လည်းအခုမှလာတာပါကွာ။မင်းတို့လူပစ်တဲ့ချက်ကငါတို့ရဲ့ပထမဆုံးပြစ်မှန်ကွာ။မဟုတ်တာဗျာတောင်းနှစ်တောင်တက်ခဲ့ပြီပြီ။အခုမှပြစ်တယ်ဆိုတော့ဟုတ်ကောမဟုတ်ဘူး။ကောင်းလေးနှစ်ယောက်ကဒေသခံနေမလို့တောင်းကြောင်းကိုကောင်းကောင်းသိတယ်။ အဲ့နာကောင်းလေးတယောက်ကငသိန်းနဲ့မြောက်ကြီးကိုတေးချာကြည့်လာပြီးတော့ခမည်းတော်ချက်ကိုကျွတ်တူလူပစ်တယ်လို့ထင်းနေရင်တော့ကျွတ်တူဒီချက်ကိုပေးလိုက်ပါမယ်။အဲ့ဒီစကားကြောင့်မြောက်ကြီးနဲ့ငသိန်းတို့ကချိန်နဲ့သွားကြတယ်။အဲ့နာကောင်းလေးကလည်းဆက်ပြီးတော့စကားဆိုလာပြန်တယ်။ဒီတိုင်းတော့မရဘူးနော်။ခမည်းတော်ပြစ်တာမှန်မှန်မှန်ကြည့်အောင်ပါ။ကျုပ်ဒီသစ်ပင်ပေါ်မှာချက်ကိုတင်ထားမယ်။ခမည်းတော်ပြစ်မဲ့အကွာဝေးကနေပြစ်ရမယ်။ထိရင်ယူသွားမထိခဲ့ရင်တော့ကျွတ်တူချက်ပဲ။ ။ကောင်လေးပြောတာကသဘာဝကျတဲ့အတွက်သူတို့နှစ်ယောက်ကမငင်းနိုင်။အဲဒီနောက်ကောင်လေးတစ်ယောက်ကအနီးမှာရှိတဲ့သစ်ပင်တစ်ပင်မှာတောကျက်သေးကိုတင်လိုက်ပြီးတော့ခမားတို့ဟိုနားကနေလာတာနော်။အဲဒီနားကနေသွားပြစ်ကြကြည်။တယောက်တစ်ချက်ပဲနော်။တကယ်ဆိုတစ်ချက်ထမ်းနဲ့မှန်ချက်ကပြေးမှာ။ခမားတို့နှစ်ယောက်ကိုတနာလို့ကျုပ်ကတယောက်တစ်ချက်ပြစ်ခိုင်းတာ။အေးပါကွာ။ကောင်လေးတွေရဲ့ခိုင်းစိန်မှုကြောင့်ငသိန်းကတစ်ပင်ခိုင်းမှာချိတ်ဆွဲထားတဲ့ကြက်တွေကိုလေးခွားနဲ့ပြတ်တယ်။ ညာဘက်တစ်ထွာလောက်အကွာဝေးကလောက်စလုံးဖြတ်တန်းပြီးလွဲသွားတော့တယ်။ငသိန်းရဲ့ပြချက်လွဲသွားလို့မြောက်ကြီးကမျက်လုံးတစ်ဖက်ကိုပိတ်ပြီးတော့ကြက်တွေကိုချိန်ရွယ်ပြီးပြစ်ပါတယ်။ဘယ်ဘက်လက်တစ်ထွာအကွာဝေးလောက်ကနေလွဲချော်စီပြန်ပြီ။အဲအကြောင်းသူတို့ကကြက်တွေကိုမရနိုင်။ညတာတဲ့အဆုံးဖြတ်ချက်မလို့ကောင်းလေးနှစ်ယောက်ကိုချိန်ပြီးတော့မင်းတို့ပဲယူသွားပါတော့ကွာ။ခမရတို့ချိန်တတ်တယ်နော်။အေးပါကွာချိန်တတ်ပါတယ်။ဒါနဲ့ခမရတို့နှစ်ယောက်ကရေရိုးစင်ရွာလူတွေမဟုတ်ပါဘူး။ ဟုတ်တယ်ငါတို့ကနဲလှဲ့သွားနေတဲ့လူတွေကသူတို့နှစ်ယောက်ကကောင်းလေးတွေရဲ့အမေတို့သာဖြေးနေပေမဲ့မျက်လုံးဆောင်ကတော့စက်သိစီရမခွာနိုင်ပဲနဲ့တက်တက်မမတ်ကြည့်နေတယ်။အဲဒီခါကောင်းလေးနှစ်ယောက်ကလည်းစိတ်မသက်သာစွာနဲ့ခေါင်းကိုခါရလိုက်ကအဲ့လူတွေခမားတို့ကိုကြည့်ရတာတနာလာပြီဗျာ။အောင်တန်းအဲ့ဒီချက်ကိုပေးလိုက်ကွာ။အေးအေးငါလည်းပေးချင်နေတာ။အောင်တန်းလို့အမိရတဲ့ပေပင်ရွာသားလေးကစက်သိကိုငသိန်းကိုပေးလိုက်တယ်။ အဲ့ခါငသိန်းတဲ့ယောက်ကြီးတို့ကအားရဝန်သာဖြစ်ပြီးတော့ကျေးဇူးတင်လိုက်တာကွာငါတို့ကိုကြက်ပေါ်တဲ့နေရာပြပေးပါလားလိုက်ပြစ်လိုက်အောင်မယ်ခင်ဗျားတို့ကချိတ်ထားတဲ့ကြက်သေးတို့တော့မမှန်တာရှင်းနေတဲ့ကြက်ကိုလိုက်ပြစ်နိုင်မှာတဲ့လားဒီတကောင်ဆိုခင်ဗျားတို့စားလောက်ပါတယ်ငါတို့ဖွဲ့ရဆက်ရောက်ရှိတာကွာလက်တက်ဆုံးတို့နှစ်ယောက်ကတောထဲဝင်ပြီးတော့ဟင်းစားလာရှာတာယောက်ကြီးရဲ့စကားကြောင့်ကောင်လေးနှစ်ယောက်ကဟဟပပက်ရှီမောလိုက်ပြီးတော့ဘာခင်ဗျားတို့ကလက်အတက်ဆုံးဟုတ်လား အဲ့ဒါဆိုကြံတဲ့သူတွေကစင်ုံပြည့်ရင်တော့မှန်မဲ့သူတွေမဟုတ်တော့ဘူးအေးကွာဒီလူတွေကသာဖိုးထင်တော့မြင်ဥတက်နေမှာကောင်းလေးနှစ်ယောက်ရဲ့စကားကြောင့်ငသိန်းနဲ့မြောင်ချီတို့ကအနှဲငယ်မျက်နှာပြတ်သွားပြီးတော့ဘယ်ကဖိုးထင်ရပါလာတာလဲကွာကျွတ်တို့တငယ်ချင်းဖိုးထင်ကိုပြောတာပါဗျာဒီကောင်းလေးကတဲလက်တဲတာပါဗျာကျွတ်တို့ရွာနာမှာတောင်းချက်ရှာရအောင်မှဒီကောင်းလေးရအောင်ပြစ်နိုင်တယ်လေဒီလိုပေါ်တဲ့တောင်းဆိုပြောမနေနဲ့မင်းတို့ထက်တောင်လက်တဲသေးတာလားတဲတာပေါ့ဗျာ ဒီကောင်ကြီးကအလုံးမရှိကြက်ပြက်ငှက်ပြက်လုံနေတဲ့ကောင်လေးအဲ့ဒီလိုကောင်မျိုးငါတို့ဖွဲ့မှာလိုချင်လိုက်တာကွာဒါနဲ့ခမားတို့ကလူတွေအများကြီးနဲ့ဘာလုပ်တာလဲတိုက်တူးတာလေကွာရေရိုးစင်ရွာအနောက်ဘက်ကလက်လုံတောင်တိုက်ကိုတူးမှာကွာအဲ့ဒီတောင်ကောင်မှတိုက်မရှိဘူးဗျအင်ပင်နဲ့ဖြောင်းစိတ်ပင်တွေပဲရှိတယ်ကောင်လေးမင်းဘာတွေပြောနေရလဲတိုက်ဝါးကိုပြောနေတာမဟုတ်ဘူးလားတိုက်ဝါးကိုတူးပြီးငါတို့ကဘာလုပ်ရမှာလဲကွာဂျေရနာတိုက်တူးမှာကွာကဲငါတို့ကြက်လိုက်ပြစ်လိုက်အောင်မယ် ကျုပ်တို့လိုက်ပြစ်ပေးရမလားကျုပ်တို့ကအပြော်လိုက်ပြစ်တာမောင်မျိုးနဲ့အောင်သန်တိုက်ဆရာအောင်ကြီးရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ငသိန်းနဲ့မြောင်ကြီးကိုနောက်ထပ်တောကျက်လေးကောင်ကိုပြစ်ခတ်ပေးတဲ့အခါငသိန်းနဲ့မြောင်ကြီးတို့ကလည်းအတိုင်းမသိဝမ်းသာသွားသလိုလှဲစခန်းချထားရနေရာမှာကြံခဲ့တဲ့တိုက်ဆရာအောင်ကြီးနဲ့ကြံအဖွဲ့သားတွေကလည်းသူတို့ကိုမြင်ရင်တော့ဝမ်းသာအားရဖြစ်သွားမှမလွဲအင်ကန်ဖြစ်လေတော့တယ်အောင်သိန်းနဲ့မောင်မျိုးတို့ကတယောက်ကိုတောကျက်နှကောင်စီဆွဲပြီးတော့ရွာထဲအောင်ဝင်လာကြတယ် ကျွာလန်လန်တိုင်းရှောင်းနေတော့ဥအုံနဲ့တိုးတဲ့အခါမောင်ဖိုးထင်တို့သူတို့ကချက်ရလာတဲ့အကြောင်းကြားချင်တာမို့ဥအုံကိုနှုတ်ဆက်စကားဆွလိုက်တယ်။ဘာကြီးအောင်ဘယ်သွားမှလဲဗျ။အေးကွာဟိုနာဒီနာပေါ့။ညကြရင်ကျုပ်တို့ကြက်သားဟင်းလာပို့မယ်။ဘူကောင်တွေတော့ချက်မရတာကြားနေပြီမလား။မင်းတို့တည့်ရဲ့အတိုင်းပဲအဲ့ဒီကောင်တွေကရောက်ချင်တာရောက်ပေါက်ချင်တာပေါက်နဲ့။ဒါနဲ့ချက်တွေအများကြီးဘယ်ရရလာလဲ။ဒါနဲ့လေးပဲရှိသေးတာ။ ရေဦးစင်တော်ပဲသွားပြစ်တာဟာဦးအောင်ရအဲ့ဒီမှာတိုက်တူးတဲ့သူတွေကောင်ကျွတ်တူချက်တွေကူပစ်ပေးခဲ့သေးတယ်။ဦးအောင်ဟာအောင်တန်းရဲ့စကားကြောင့်ထိတ်ခနဲဖြစ်ပြီးတော့တင်းချောင်းမေးမြန်းလိုက်တော့တယ်။မိပါအောင်ကဘယ်ကတိုက်တူးတဲ့သူတွေတက်လဲ။မသိပါဘူးဗျာ။ရေဦးစင်ရောအနောက်ဖက်လက်လုံတောင်ဟာတိုက်ကိုတူးမလို့ဆိုလာပဲ။ဘာ?ဦးအောင်ရဲ့အလန့်တကြားစကားကြောင့်အောင်တန်းနဲ့ပေါင်ပြင်းတို့နှစ်ယောက်ကနားမလည်နိုင်ဖြစ်သွားတယ်။ အဲ့နောက်ဦးအောင်ကသူတို့ဘတ်စကားမှမပြောဘဲနဲ့နောက်ကိုပြန်လှည့်ပြီးတော့တောက်ချေတင်ထွက်သွားပါလိတော့တယ်။ပေါင်ဖို့တင် ပေတူးနဲ့တာအေတို့ကဦးအောင်ရဲ့စကားကြောင့်လလုံတောင်စီကိုသွားနေကြတယ်။တာရာနဲ့ဖိုးထွေးကိုတော့ခေါ်မလာခဲ့။အကြောင်းကတော့လူဆွေရောက်နဲ့တိုက်ခိုက်ဖို့ရမဖြစ်နိုင်တဲ့အတွက်ညံတုံးရမယ်လို့စဉ်းစားပြီးတော့ထားခဲ့လိုက်တာဖြစ်တယ်။တင်ညာချင်းရှင်ပြိုင်ဘိုးကလည်းနေတကာလှည့်ပြီးတိုက်တူးနေတဲ့သူတွေဖြစ်တဲ့အတွက်အကြောင်းမသိဘဲနဲ့မဆန်းရဲ့ ဆဲမရဲ့အသက်ပါပါသွားနိုင်တယ်။အဲဒါကြောင့်တာမန်ကြည်တော်သားငှက်ပြစ်သမားလေးတွေပမာလေးကွာအိတ်တွေကိုစီလွယ်ပြီးတော့လလောက်တောင်စီကိုထွက်လာခဲ့တယ်။တောင်ကြီးကိုရောက်တဲ့အခါပေါင်းမိုးပါတဲ့နွားလဲသုံးစီကိုတွေ့ပြီးတော့နွားလဲနဲ့မလန်းမကက်မှလူရွယ်နှစ်ယောက်ကနွားချောင်းနေတယ်။သူတို့ကနွားချောင်းနေတဲ့လူရွယ်နှစ်ယောက်စီကိုတွားပြီးတော့အနီးမှာထိုင်လိုက်ပြီးတော့ပေတူးကစပြီးစကားဆိုလိုက်တော့တယ်။အကိုကြီးတို့နွားချောင်းနေရလားဗျ။အေးကွာမင်းတို့ကဘသူတွေတုံး ကျုပ်တို့ကရွာနီးချုပ်ဆက်ကမှငှက်လိုက်ပြတာဗျ။အော်အေးဒီနားတော့ဘုံဖင်နီလောက်ပဲတွေ့တယ်ကွ။ခဏနေအကိုကြီးတို့နွားတွေပေါ်ဇရက်တွေလာနားလိုက်မယ်။ကျုပ်တို့ပြစ်ပြရစီ။ငါကွာငါနွားတွေမှန်းကုန်မှာပေါ့ကွ။အပြစ်ပါနဲ့။နွားចောင်းသားနှစ်ယောက်ကမောင်ဖိုးတင်တို့တောင်းဆိုတာကိုမလိုက်ရောနိုင်မဲနဲ့ညင်းဆန်တော့တယ်။အဲဒီခါတာအေးရနဲ့အကျန်အလန်းကွာတဲ့နေရာကနေတစ်ပကံအသေးတစ်ပင်ကိုလေးကွာနဲ့ပြစ်ပြလိုက်ပြီးတော့ ကျုပ်တို့လက်တရတဲ့ပါရဲဗျတွေ့လားဟာမဖြစ်ပါဘူးကွာတော်ကြနွားရီမှန်းကုန်ရင်ငါတို့ဆရာကြီးကငေါ့မှာကျုပ်တို့ပြစ်လို့ခမားတို့နွားအောင်ထင်းတစ်ချက်ထီတာနဲ့အင်အားချက်တကောင်ပေးမယ်ဗျာအလောင်းစားရတဲ့မောင်ဖိုးထင်တို့ခြေပြီးတော့နွားကြောင်သားနှစ်ယောက်ကတယောက်မျက်နှာတယောက်ခြေလိုက်ကြတော့တယ်အဲဒီနောက်သူတို့ကအချင်းချင်းတီးတို့တိုင်ပင်ပါတယ်မောင်မောင်သိရင်ငါတို့ပြစ်ခိုင်းလိုက်ရင်ကောင်းမလားသူတို့မပြစ်လည်းမင်းပြစ်နေရပဲဦးအဲ့ဒီကောင်လေးတွေကတကယ်ပေးပါမလား တောသားတွေပဲကွာကြက်တော်ပေါမပေါတကယ်ပေးရင်တော့မစိုးဘူးကွာအေးကွာပြစ်ခိုင်းလိုက်နွားเจ้าနေတဲ့တိုက်ဆရာအောက်ကြီးရဲ့တပည့်နှစ်ယောက်ထဲဟာမောင်မောင်သိန်းတို့အမိရတဲ့လူကမောင်ဖိုးထင်တို့ကိုထိလိုက်ကာဟိတ်ကောင်လေးတွေမင်းတို့ငါတို့နွားကိုတစ်ချက်ထင်တကယ်ပဲတကောင်ပေးမှာလားနမေကတာအေးတဲ့ပြောစကားတည်တယ်တစ်ချက်ထင်ချက်ကိုအမွှေးနှုတ်ပြီးတော့အောင်ပေးလိုက်အောင်မယ်အေးမင်းတို့ပုံစံကြည့်ရတာခရီးတည်မဲ့ပုံပဲပြစ်ကွာပြစ်ဇေယျကမကြသေးဘူးဗျာ တို့ဒီနားမှာထိုင်ဆောင်မယ်။အေးအေးဆောက်ထိအောင်တော့ပြက်တော့ငှက်ကိုလားဗျ။မဟုတ်ဘူးနွားကို။အဲမှားလို့ငှက်ကိုပေါ့ကွာ။အေးပါဗျာအေးပါ။မောင်ဖိုးထင်တော်တုံရကနွားเจ้าနေသူတိုက်တူးသမားနှစ်ယောက်အနီမှာထိုင်ပြီးတော့စကားမရှိစကားရှာပြီးပြောနေကြတယ်။သူတို့ကတိုက်တူးသမားမှန်တန်းသိစေတဲ့အချက်ရှိတယ်။ခြားတော့မဟုတ်ရွာနီးချုပ်ဆက်မှာဘသူတဦးတယောက်ကမှလက်လုံးတောင်ချင်မှနွားမเจ้าကြ။အဲ့ဒါဖြင့်မလဲမကဲမှရက်ထားတဲ့လှဲသုံးစီးမှလည်း ပေါင်းမိုးတွေပါနေတဲ့အတွက်ကြောင့်ဖြစ်တယ်။အကိုကြီးတို့ကဒီနားရွာတွေမဟုတ်ဘူးထင်တယ်။အေးမဟုတ်ပါဘူးကွာဒီတောင်ပေါ်အလုပ်လုပ်ဖို့လာတာ။မဟုတ်တာကြာဒီတောင်ကတရေတော်တော်၆တာ ကျုပ်တို့တောင်မိဘတွေမသိအောင်ခိုးပြီးလာတာ။နေဘက်မှာတောင်လက်လောက်တောင်ဘသူမှမလာကြဘူး။ငါတို့အလုပ်ကိုမင်းလုပ်ကလေးတွေကနားလည်မှာမဟုတ်ပါဘူးကွာ။ပြောပြရင်တော့နားလည်တာပေါ့ဗျ။ပြောပြမှာပေါ့။စကားတက်ပြီးတော့ပေါင်းတက်တင်တက်တဲ့လူရည်လဲတဲ့မောင်ဖိုးထင်တို့၃ယောက်ကို နွားကြောင်းနေတဲ့တိုက်သူသမားနှစ်ယောက်ကသဘောကျသွားပြီးတော့အချိန်တိုအတွင်းမှာပဲခင်မင်းရှင်နီသွားတော့တယ်။အဲဒါကြောင့်နွားကြောင်းနေတဲ့တိုက်သူသမားနှစ်ယောက်ကသူတို့ရဲ့အလုပ်ကိုပြောပြလေတော့တယ်။ငါတို့အလုပ်ကနဲတကာလှဲ့ပြီးတိုက်တူးကြတာကွာ။တိုက်တူးတယ်ဆိုတာဘာကိုပြောတာလဲဗျ။ပိုင်ရှင်မရှိတဲ့ပစ္စည်းတွေကိုရှာတာကိုပြောတာကွာ။အဲ့ဒီလိုလား။အဲ့ဆိုတောင်ပေါ်မှာတူးနေကြပြီလားဗျဘလောက်နဲ့နဲ့တူးပြီးပြီလေမောင်ဖိုးထင်ကမသိချင်အောင်ဆောင်ပြီးမေးလိုက်တဲ့အခ တိုက်တူးသမားနှစ်ယောက်ကလည်းရဲရဲလေးပြုံလိုက်ပြီးတော့တိုက်တူးတယ်ဆိုတာမြေကြီးကိုတူးရတာမျိုးမဟုတ်ဘူးကွာမင်းတို့တီအောင်ရှင်းရှင်းပြောရရင်ဟိုလိုကွာဥစ္စာဆောင်တွေကိုအရင်ရှင်းရတာမျိုးကွာဟာခမည်းတော်ကဥစ္စာဆောင်တွေကိုတော့တိုက်နိုင်တာလားဗျာဥစ္စာဆောင်ဆိုတာဘာဟုတ်သေးလဲကွာငါတို့ဆရာတိုက်ချုပ်ကိုတော့နိုင်နေကွာဟာခမည်းတော်ကတဲဆွမ်းတာပဲဗျာကျုပ်ပြင်အားကျလိုက်တာပူပူတတလေးမြောက်ပြောနေတဲ့မောင်ဖိုးထင်တို့ကြောင့်နွားချောင်းနေတဲ့တိုက်တူးသမားနှစ်ယောက်က သူတို့ကိုသူတို့အလုံးမင်းဂုံယူသွားကြတယ်။သူတို့ကတစ်ချိန်တစ်ခါမှပဲအခုလိုချီမုန်းတဲ့စကားကိုမကြားဘူးပဲနဲ့လူတွေရဲ့အထင်မြင်သေးတာကိုသာအမြဲတစေခံခဲ့ရတယ်။အဲဒါကြောင့်အခုလိုအသေးမွားချီမုန်းမှုလေးကသူတို့အဖို့ပျော်ရွှင်စရာကျေနပ်စရာကောင်းနေတယ်။မောင်ဖိုးထင်တို့နဲ့စကားပြောဆိုရတာကိုအင်မတန်ပဲသဘောချသွားတယ်။မောင်ဖိုးထင်တို့ကလည်းအခွင့်ကြုံလာပြီမို့အဲ့ဒီလူမျိုးယောက်စီကနေစကားရအောင်နှိုက်လိုက်တော့တယ်။တိုက်တူးတာကိုအကိုကြီးတို့ကဘယ်တော့စတူးမှလဲ လာခွင်ညာကိုတူးမယ်လို့တော့ဆရာကြီးကပြောတာပဲကွာအခုညီလိုရင်ပြောပြချက်တူအဲ့ဒီတိုက်ဆိုတဲ့ဟာကိုသဘောကျနေပြီပြုတ်သူတို့ကစကားပြောနေတဲ့အခါမကြတဲ့ချိန်မှာနွားရည်ရဲ့ကြောကုန်းပေါ်ကိုဇီးရငှက်လေးတွေကလာနာကြတော့တယ်အဲ့ဒီခါမောင်ဖိုးထင်တို့၃ယောက်ကထိုင်းနေရတာမထားဘဲနဲ့လေးခွာနဲ့ပြတဲ့အခါနွားပေါ်မှာနားနေတဲ့ငှက်သုံးကောင်ကအောက်ကိုကျသွားပြီးတော့ဖလက်ဖလက်ဖြစ်နေတော့တယ်အဲ့ဒီချိန်ရအောင်မြင်တဲ့နွားချောင်းသားတိုက်သမားနှစ်ဦးကအများကြီးအံ့ဩပြီးတော့ လက်တက်တဲ့မောင်ဖိုးထင်တို့လည်းချီးကျူးလိုက်ကြနေတော့တယ်။မင်းတို့ကောင်တွေမတက်တောင်မရက်ပါလားကွာတတော်ကိုလက်တက်ကြတာပဲ။ဒီငှက်လောက်ကတော့ရဲမခုံပါဘူးဗျာ။ဟိုကမြင်းနေရတဲ့တောင်ကျောပေါ်မှာရစ်တည်နေခါးလေးရှိတယ်။သွားပြစ်ချင်တာလက်လုံတောင်ကိုကြောရမှာဆိုတော့ခမားလို့ရှိနေတော့မသွားရဲဘူး။တိုက်တူးသမားတယောက်ကအချိနဲ့တယောက်ကိုတယောက်အချိနဲ့အချက်ပြပြီးတော့အချင်းချင်းဥကောင်းကိုညှိပြလိုက်တယ်။ အလောက်တောင်လာတော့တောချက်သားလေးနဲ့လွှဲထားခဲ့တာအောင်မမေ့နိုင်တောချက်သားစားရတာလဲနေကန်ကောင်းလေးနှစ်ယောက်ကြောင့်လို့ထမင်းချက်တဲ့ငသိန်းနဲ့မြောက်ကြီးကစိုးဘူးပါတယ်အဲဒါကြောင့်အခုနေကန်ကောင်းလေး၃ယောက်ကိုညှိနှိုင်းပြီးတော့သူတို့ဟင်းကောင်းစားရအောင်ခြံတယ်လို့နှုတ်ကဖွင့်မပြောပဲနဲ့မျက်လုံးအကြည့်နဲ့တိုင်ပင်ပြီးသားဖြစ်သွားတယ်ငှက်သားကောင်းနေတဲ့မောင်ဖိုးထင်တို့ကပြန်ရောက်လာတာနဲ့ကောင်းလေးတွေမင်းတို့အဲ့ဒီနေရာကိုငှက်သားပြစ်ချင်ကြလားဟာပြစ်ချင်တာပေါ့ဗျာ အဲ့ဆိုငါတို့ဆရာကြီးကိုပြောပေးမယ်တက်တကယ်လားဗျာကျုပ်တို့နေရလူတွေကခမရလိုလိုလူတွေကိုတိတ်ကြောက်ကြတာဗျာပညာနဲ့လုပ်ရင်ဆေးမမီဘူးတဲ့လေတာကြီးပြောတဲ့စကားအမှန်တောသူတောင်သားတွေအဖို့အောက်လန်းပညာသည်တွေကိုကြောက်လန့်ကြတယ်ချင်းချက်အနေနဲ့ဥုံနဲ့မောင်ဖိုးထင်တော့မပါအခုလိုတိုက်တူးသမားတွေဆိုရင်တော့ပို့ပြီးတော့ကြောက်ပြီးတော့အနားလာဖို့တောင်မရှိမောင်ဖိုးထင်တော့ကလည်းသူတို့ရှိနေတာကြောင့်မတော်ဝင်ဘူးလို့ပြောတာရုတ်တရက်ရှိပါတယ် တိုက်တူးသမားနှစ်ယောက်ပြောတာကလည်းတို့လိုချင်တဲ့အချက်တည်းကိုပြောပြပါတယ်။မင်းတို့ငှက်သွားပြင်တို့လူနှစ်ယောက်လည်းထည့်လိုက်မယ်။ရလာတဲ့အကောင်လူတယောက်တော့ဝက်ပေါ့ဘလို့လဲ။ရတာပေါ့ဗျာကျွတ်တူကစားရရင်ကိုချိန်နေပြီးဝါသနာကြောင့်သာငှက်လိုက်ပြနေတာ။ခမားတို့ကျွတ်တူကိုချက်ပြီးသားပဲကြွေအင်းကိုယူမသွားတော့ဘူး။အေးအဲ့ဒါလည်းအဆင်ပြေရပါပဲ။နေဦးတော့ငှက်ရမှာနော်။မရရင်တော့မကြွေးနိုင်ဘူး။အေးပါဗျာအေးပါ။ကဲကဲမင်းတို့ဘယ်နေ့ပြစ်မှာလဲ။ မားတို့ကကြားအောင်ပါလားလူသေးတယ်လေကွာအခုမှလာပြီကျော်ဆယ်ရက်ပဲရှိသေးတာနောက်ထပ်9ရက်လောက်နေရအောင်ပါပေါ့အဲ့ဒါဆိုကျုပ်တို့မလက်ပြန်လာခဲ့မယ်ဒီငှက်တွေယူထားမလားအာနာစရာကြီးကွာယူမယ်နောက်ကနေသာအာနာပြီးတော့လက်ကအာမနာတဲ့နွားเจ้าနေသူတိုက်တူးသမားနှစ်ယောက်ကမောင်ဖိုးထင်တို့ပေးတဲ့ဇရက်ငှက်တွေကိုယူထားလိုက်ကြတော့တယ်ဆရာကြီးကျုပ်တို့ကောင်းလေးနှစ်ယောက်ကိုငှက်ပြစ်ဖို့ခေါ်ထားတယ်ငမောင် ငါတို့ကတိုက်လာတူတာနော်။မင်းဘာတွေရှုပ်ရှုပ်ရှက်ရှက်လုံးမလို့လဲ။ကောင်းလေးတွေပါ။လူပြိုပေါက်အရွယ်တော်မရှိသေးပါဘူး။ကျုပ်တို့အလုပ်ကိုလည်းအနှောက်ရှက်မဖြစ်နိုင်တော့ပါဘူး။မင်းတို့နဲ့တော့ခက်တယ်။အစားတလုပ်ကိုဒီလောက်တောင်မက်နေရလားကွာ။တိုက်ဆရာအောက်ကြီးကအဲ့လိုပြောတဲ့အခါထမင်းကျက်ငသက်ရမချိန်မနှက်နဲ့ရေရွတ်ပါတယ်။အစားတလုပ်တွေပါလေလား။လာပြောနေတယ်။တော့ကျတာချက်တော့အမြင့်လေးချက်မအောင်ဟဲ့အသေးလေးငါ့ကိုပေးစမ်းမအောင်ရင်ပုံသားလေးကိုလည်းမလွတ်စေအောင် ထည့်ပေးစမ်းပါအောင်နဲ့သူပဲရှေ့ဆုံးဟာငတိုးရဲ့မတိုးမကျဲစကားကိုကြားလိုက်ပြီးမဲ့တိုက်ဆရာအောက်ကြီးတယောက်ကမကြားချင်အောင်စောင်းနေလိုက်ရတယ်။သူပြောတာလည်းအမှန်ပါ။တပင်များနည်းတူအသားဟင်းငက်နေတာကြားကြည့်ပြီးဒီနယ်ကိုရောက်လာမှသာစသားဟင်းလေးနဲ့လွှဲရတာဖြစ်ပါရဲ့။အဲ့လိုလွှဲရတာကလည်းဒေသခံကောင်လေးနှစ်ယောက်ရဲ့အကူအညီကြောင့်လို့တပည့်တွေရဲ့အပြောအရသိခဲ့ရတယ်။အခုနောက်ထပ်ကြုံလာရတဲ့အခွေတစ်ခုကိုတပည့်တွေကလက်မလွတ်ချင်း အများနဲ့တရားဖြစ်နေတဲ့အတွက်တိုက်ဆရာအောင်ကြီးကလည်းငှက်ပြင်းမဲ့ကောင်လေးတွေလလုံးတောင်ပေါ်တက်တာကိုခွင့်ပြုပေးလိုက်ရတော့တယ်။ကဲကဲမင်းတို့ကလက်ခံကျင်နေတော့လဲလက်ခံလိုက်ပေါ့။ပြဿနာတော့မဖြစ်စေနဲ့ကြားလား။ငါတိုက်ဆောင်တွေကိုအကုန်ချုပ်ထားတယ်။တိုက်ကပစ္စည်းတွေကိုလကွယ်မှာဖော်လို့ရမှာမလို့အချိန်ကောင်းအောင်စောင့်နေတာ။ဖြောက်စိတ်ပင်နာမှာရာဇမတ်ကာထားတွေ့တယ်နော်။အဲ့ဒီနောက်ပွဲကိုထိလို့တောင်မဖြစ်ဘူးဆိုတာမင်းတို့မှတ်ထားကြ။ဒီတိုက်ကကြက်တိုက်ပဲ။ကဲကဲငါမှားလာနေမမေ့နဲ့ ဟုတ်ကဲ့ပါဆရာကြီးအောင်တိုင်းဆရာအောင်ကြီးရဲ့တပည့်တွေကလည်းတတော်ကိုဝမ်းသာသွားကြပါတယ်။နောက်ဆိတ်ပြန်လာမှစောင့်ချက်နေတဲ့သူကလွဲပြီးတော့ကျန်တဲ့သူတွေကတောင်ချီကိုဆင်းသွားကြနေတော့တယ်။အဲနောက်တောင်ချီမှာရှိတဲ့ရုံမင်းအောင်မှာအသင်းဆောင်နေတဲ့မောင်ဖိုးထင်တို့ကောင်းလေးတွေတက်ခဲလို့ရပြီကွာလာလာဟုတ်ကဲ့အကိုကြီးမောင်ဖိုးထင်ကမန်တန်ကိုရွတ်ပြီးတော့အမြင်ဖွင့်ထားလိုက်တယ်။အဲဒါကြောင့်တောင်ပေါ်မှာရှိတဲ့မြင်းအဲ့မမြင်းအဲ့တွေကိုမြင်နိုင်စွမ်းနေတယ်။ တောင်ပေါ်တက်လာပြီးရနောက်ဝါးတန်းလေးတွေထိုးထားတဲ့နေရာကိုရှောင်းလာတဲ့အခါမလန်းမကဲမှရှိတဲ့ဖြောက်စိတ်ပင်ကြီးကိုလှမ်းကြည့်လိုက်ပါတယ်။ရောင်စမက်ကွက်ကပြီးတော့အထဲမှာတိုင်နေဆိုင်ထားကချီမန်းခွင်းတွေပတ်ထားတာကိုတွေ့လိုက်ရလေတော့တယ်။အဲ့ဒီတိုင်မှာလည်းတိုက်ချုပ်တဲ့အဆောင်တွေကိုဖမ်းချုပ်ထားတာကိုတွေ့လိုက်တယ်။အဲ့ဒီထဲမှာလက်လုံတောင်ချင်မှာစောင့်တဲ့လူထွားကြီးနှစ်ယောက်လည်းပါဝင် မောင်ဖိုးထင်ကအဲ့ဒီနေရာတွေကိုစူးစိုက်ကြည့်ပြီးမတင်တာကြောင့်မမြင်ချင်အောင်ဆောင်းနေလိုက်ပါတယ်။ အရင်နောက်တိုက်တူးသမားတွေကဝါးတဲတစ်ခုမှထိုင်နေတဲ့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဆရာအောက်ကြီးဆိုသူနဲ့မိတ်ဆက်ပေးလိတော့တယ်။ဆရာကြီးအောက်ဒါကျုပ်တို့ခေါ်လာတဲ့ကောင်လေး၃ယောက်ပါ။အော်အေးအေးကောင်လေးတွေမင်းတို့နာမည်တွေကဘသူတွေလဲကွ။တိုက်ဆရာအောက်ကြီးကမောင်ဖိုးထင်တို့ဝေးကြည့်ပြီးတော့မေးမြန်းလိုက်လိတော့တယ်။အရင်ကမောင်ဖိုးထင်တို့ကလည်းဆရာအောက်ကြီးဆိုသူကို ပြုံးပြရင်နဲ့ပြန်ဖြေလိုက်တယ်။ကျုပ်နာမည်ကဖိုးထင်ပါဗျ။ကျုပ်ကပေတူးပါ။ကျုပ်ကတော့ตาအေးပါ။ ေးမင်းတို့ကောင်နေအသက်ဘယ်လောက်ရှိပြီလဲဆလင်းနဲ့တန်ဝင်လာပြီလို့တော့ပြောတာပဲဗျကျုပ်တို့လည်းတခြားမသိပါဘူးမေးရအောင်လဲဒီကောင်ကလွဲပြီးတော့ကျုပ်တို့မှာမိဘတွေမရှိကြတော့ဘူးပေတူအားတာအေးကိုလက်ညှိုးထိုးပြပြီးတော့စကားဆွန်လိုက်တယ်အဲဒီကအောင်ကြီးကခေါင်းကိုငိမ့်လိုက်ကမင်းတို့နှစ်ယောက်လည်းငါ့လိုပါပဲလားမင်းတို့ကောင်နေအသက်16နှစ်ဆိုတာတော့မဖြစ်နိုင်ဘူးကွာအထံငယ်တော့တယ်အများဆုံးရှိလား73နှစ်ပေါ့အဲ့ဒါတော့ကျုပ်တို့လည်းမသိပါဘူးဗျာ ေးအေးမင်းတို့ကောင်လေးဟိုနားကဖြောက်စိတ်ပင်နာအောင်မသွားအောင်ကြားလာထိတ်ချပါကျုပ်တို့ကငှက်ပြစ်တာလောက်ကိုပဲစိတ်ဝင်စားတာပါ အေးကွာမင်းတို့ကောင်လေးတတိယတော့ငါအံ့ဩတယ်ကောင်းနေကွာငငယ်ရွယ်နဲ့တတိရှိတာအခုသွားကြတော့မှလားငှက်ပြစ်တခုလောက်တောင်းဆိုချင်ပါတယ်ဆရာကြီးအေးပြောကျုပ်တို့ကပေပင်ရွာကနေလာခဲ့ရတာအခုချိန်ရောက်ဖို့ဆိုမနေ့အစောကြီးကလေးကလမ်းလျှောက်ပြီးလာခဲ့ရတာပါကျုပ်တို့ဒီတောင်မှနေခွင့်ပေးပါလားဗျာ ။နေ့နေပိုင်းလောက်မှငှက်တွေပေါ်တာဆိုတော့အဲ့ဒီချိန်မှာကြောက်တုတ်ပြန်ရွာကိုအချိန်မရှိမှရောက်မှာဆိုလိုပါ။မောင်ဖိုးချင်ရဲ့တောင်ဆိုစကားကိုအောက်ကြီးကနည်းနည်းတော့စဉ်းစားနေတယ်။သူတို့တောင်မှမနဲ့စောကလေးကထွက်လာတဲ့အခါစွန်းစားချိန်လောက်မှတီယိုရောက်တယ်ဆိုတော့ညနေမှာပြန်တဲ့ကောင်လေးတွေကသကောင်ချိန်လောက်မှသာအိမ်ကိုပြန်ရောက်နိုင်တယ်။အဲဒါကြောင့်ကိုချင်းဆောင်တဲ့တိုက်စရာအောက်ကြီးကနေလို့ရပါတယ်။မင်းတို့အုတ်ထင်းသူတွေကစိတ်ပူနေမလား။ကျုပ်တို့အားလုံးပြောခဲ့ဆိုခဲ့ပါတယ်။ ကောင်းပြီကွာမင်းတို့နေဖို့တဲတော်ထိုးရမယ်ထင်တယ်။အောင်ကြီးကပြောတဲ့အခါတပည့်ဖြစ်တဲ့ထမင်းချက်နှစ်ယောက်ကဝင်ပြီးစကားဆိုပါတယ်။ကျုပ်တို့တရားချဲ့တဲ့ဆရာကြီးအောင်သူတို့ကိုကျုပ်တို့ထဲထဲမှာတိတ်လိုက်မယ်။အေးအေးမင်းတို့နှစ်ယောက်ဒီကောင်လေးရဲ့နောက်ကို လိုက်သွားမှာလား။ဟုတ်ပါတယ်ဆရာကြီး။အေးအေးကောင်လေးတွေကိုထမင်းကျွေးပြီးမှခေါ်သွား။တောက်ဆရာကြီးလည်းထဲ့သွားကြလမ်းမှာရေးစားနေုံပဲမောင်ဖိုးချင်တို့ကလည်းသူတို့ကိုစိတ်ပူပေးတဲ့တိုက်ဆရာအောက်ကြီးကိုတိချာချင်းမိပါတယ် တီယိုမလာခင်ကတိုက်ဆရာတတော်ကိုခတ်ထန်ပြီးကြောက်ဆရာကောင်းလိမ့်မယ်လို့တွေးပေမဲ့ကဲကျုံလာတဲ့အခါတိုက်ဆရာအောင်ကြီးကကြည်ကောင်းတဲ့ရုပ်ရည်ရူပကရှိပြီးတော့သဘောလွန်ကောင်းပြီးကျန်လာပါတယ်။ဒါပေမဲ့ဂျီအိုစင်ရွာရွှေငွေပါမသွားဖို့အရေးတိုက်ဆရာနဲ့မလွဲမရှောင်သာတိုက်ခိုက်ရတော့မယ်လို့တွေးပြီးတော့သမင်းချက်ငသိမြောက်ကြီးတို့နဲ့အတူထွက်သွားပါတော့တယ်။ပရိသတ်များရှင်ကျမခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးရတော့ ။စာရေးသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဖိုးတင်နဲ့တိုက်ဆရာအောက်ကြီးဆိုတဲ့ပထမပိုင်းအစအဆုံးပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းကောင်းများစွာကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးပါ